ဇလန်းဆာမှာတော့ကိုပိုင်လေမောကဆင်းလာတဲ့ positive ကိုစနိုက်ပါနဲ့လှုပ်ကြံလိုက်တဲ့ဒါဆာကိုမြင်ရမှာဖြစ်ပါတယ်။တပတ်မှာတော့ marine တပ်သားဟောင်း levi ကလည်းအိမ်မရအောင်နောက်ဆက်နေတဲ့အိမ်မဆိုးတွေကြောင့်လန်နိုးနေရပါတယ်။ levi ကလည်းလက်ဖြောင်းတပ်သားတဦးဖြစ်ပြီးမိသားစုလည်းမရှိတော့သလို Twitter ဇာတ်ပါအနောက်ဖက်မှာလည်းမရှိသူတယောက်ဖြစ်ပါတယ်။ဒေသအိမ်အောင်ငုံမဲ့သူမရှိမဲ့ပေါ်မှု levi ကိုအစိုးရထိတန်းရရှိတော်တင်များကထိတန်းလေးဝက်ချက်အလုပ်တစ်ခုခိုင်းခဲ့ပါတယ်။တပတ်မှာဒါဆာကတော့အမေဖြစ်သူရဲ့အုတ်ကူစီကိုတွားပြီးတော့အဖေဖြစ်သူနဲ့စကားထိုင်ပြောနေခဲ့ပါတယ်။သူခုတက်လိုက်တဲ့ပေါ်စီမှာကကလေးလျောက်တောင်ရှိတာမလို့ဒါဆာကစိတ်မကောင်းဖြစ်နေ တာပါအဖေဖြစ်သူကတော့ဒါစာတက်လိုက်တဲ့ဘောစီကတက်တဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်တယ်လို့အချင်းမကောင်းတဲ့ကောင်လေးဖြစ်တာကြောင့်သူ့ကြောင့်တည်ဆုံခဲ့ရတဲ့အပြစ်မဲ့သူတွေအများများကြောင်းထောက်ပြကဖြစ်သိမ်းပေးလိုက်ပါရင်ဒါအပြင်သူမှလည်းကင်ဆာရောဂါရှိနေပြီမလို့ဝေနာမခံစားရခင်မှာအဆုံးစီရင်မှုအတွက်ရက်တောင်ရွေးချယ်ဆုံးဖြတ်ထားပြီးဖြစ်ပါရင်လေပိုင်ကတော့လေရင်စည်းပေါ်မှာနိုးထလာခဲ့ပြီးတော့သူ့ကိုယ်သူဘယ်နေရာရောက်နေမှလည်းမသိပါဘူးထိုက်တန်းလေးဝက်မရှင်ဖြစ်တာကြောင့်ဘယ်မှာရောက်နေလဲဆိုတာလည်းအတိမပြေပင်နေဆက်သွယ်ရေးကိရိယာအလုံးကိုသိမ်းယူထားလိုက်ပါရင်တမတ်နေရာရောက်ချိန်မှာတော့ခုံချလိုက်ပြီးတော့သူ့ကိုဂျိုးဆောင်နေတဲ့တပ်သားတွေကိုမြင်လိုက်ရပါရင်အဲ့ဒီတပ်သားကတော့မရှင်တန ြစ်ပြလို့ပြန်ရတော့မဲ့သူဖြစ်ပါရည်။လောရမဲ့တာဝန်ကတော့အရှိတတဲမှာရှိနေတဲ့အကြောင်းနဲ့ကြီးကိုစောင့်ကြည့်ဖို့ဖြစ်ပါရည်။ကျောင်းနဲ့ကြီးရဲ့အရှိတ်ချမ်းမှာလေသူတို့လိုတာဝါတစ်ခုရှိနေပြီးတော့အချင်းချင်းဆက်သွယ်လို့တော့မရပါဘူး။ကျောင်းနဲ့ကြီးရဲ့ကမ်းမတွေမှာထိတာနဲ့ပေါက်ကွဲမဲ့မိုင်းတွေတွဲလောင်းချထားတာဖြစ်ပြီးကမ်းမတစ်လျှောက်မှာလေအလိုလျောက်ပြည့်တဲ့ဆက်စနက်တွေတက်စင်လို့ထားပါသေးတယ်။လေပိုင်းတာဝန်ကတော့အဲ့ဒီတနက်တွေကိုထိန်းသိမ်းဖို့နဲ့ကြီးစံကုန်သွားရင်ပြန်ဖြစ်ပေးဖို့ဖြစ်ပါရည်။အဲ့ဒီနေရာကြီးတော့ပြင်ပအလိုတွေမတိအောင်လို့ဂျိုရူကနေပါကြည့်မရတဲ့ဖုံးကွယ်ရေးစနစ်တွေကိုလည်းတက်စင်ထားပါရည်။ဒါကြောင့်မလို့ပြင်ပကဘာကိုဆက်သွယ်လို့မရသလိုတယောက်ထဲလဲနေထိုင်ရအောင်မှဖြစ်ပါရည်။အရေးကြီးဆုံးတာ ဝင်ကတော့ဒီကြောင်းနဲ့ကြီးတွေကထွက်လာသမျှအရာတိုင်းကိုတုတ်တင်ပြဖို့ဖြစ်ပါတယ်။အခုပြောပြနေတဲ့တပ်သားကလည်းလီပိုင်းလိုပဲအစင်မြင့်တပ်သားတွေဦးဖြစ်ပြီးတော့သူ့ရှေ့ကလူပြောပြခဲ့တဲ့အရာတွေကိုလီပိုင်းကိုပြန်လဲပြောပြနေပါတယ်။ဒီနေရာကြီးကဒုတိယကမ္ဘာစစ်ကြီးပြီးကလေးကရှိနေခဲ့တာဖြစ်ပြီးတော့အမြဲတမ်းမတည်ကြတဲ့အနောက်နဲ့အရှေ့အင်အားကြီးနိုင်ငံတွေကလေဝက်ပူပေါင်းပြီးတော့လှုပ်ထားတဲ့စီမံကိန်းလေးဖြစ်နေပါတယ်။ပြောပြတဲ့တပ်သားကလည်းသူ့လက်အစကတော့လီပိုင်းလိုပဲဦးကြောင်ကြောင်ဖြစ်နေကြရလို့ရှင်းပြခဲ့ပါတယ်။ကျောင်းနဲ့ထဲကထွက်လာတဲ့တင်းအောင်လူသားတွေကိုမြင်လိုက်ရတော့မှဘာလို့အရေးကြီးမှန်းဆိုတာသိသွားခဲ့ရလို့ဆိုပါတယ်။1940နောက်ပိုင်းကလေးကဒီနေရာကြီးကရှိနေခဲ့တာဖြစ်ကာ ကျောင်းနဲ့ထဲကတင်းအောင်လူသားတွေကိုတုတ်တင်မှုလည်းကြိုးစားခဲ့ပါသည်။ဒါမဲ့ကျောင်းနဲ့ထဲလွတ်လိုက်တဲ့မြင်းစစ်တီ2400လုံးပြန်မထွက်လာနိုင်တာမလို့ဒီနေရာကြီးကိုချိတ်ပေးပြီးတော့အခုလိုစောင့်ကြည့်ကြည့်ရှုနေကြတာဖြစ်ပါသည်။ပြောပြစရာတွေကုန်ပြီဆိုတော့တပ်သားကြီးကလည်းလေပိုင်းကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်မှုထွက်ခွာသွားခဲ့ပါသည်။ချမှတ်ပေးထားတဲ့လမ်းစဉ်တွေအတိုင်းအကုန်လုံးဆောင်ခဲ့ပြီးနောက်မှာတော့လာခေါ်တဲ့ရဟရင်နောက်ကိုဂျူတန်လန်နဲ့ပါသွားခဲ့ပါသည်။ဒါမဲ့လေဝတ်တာဝန်ဆိုတဲ့အတိုင်းမရှင်ပြည့်ရဲ့တပ်သားကိုနှုတ်ပေးတဲ့အနေနဲ့အတူပချလိုက်ပါရီ။ဒါ ਉਹ လေပိုင်းကတော့မတီးပဲနဲ့တာဝါကြီးပေါ်မှာတယောက်ထင်းနေတိုင်းကတာဝန်တွေကိုမပြတ်မကွက်လှုပ်ဆောင်နေခဲ့ပါသည်။လေ ိုင်းလိုပဲဟိုဘက်တာဝါကြီးမှာအဆောင်ဖြစ်တာဝန်ကျထားခြင်းခံရသူကတော့ဒါစာဖြစ်ပါရီလီပိုင်းနဲ့ဂျာစာတို့ကလည်းအချင်းချင်းမြင်ကြပြီးမြေဆက်တွေ့ခွင့်မရှိတာကြောင့်မသိချင်အောင်ပဲစောင့်နေလိုက်ကြပါရီ ဒီလိုနဲ့၃လလကြာပြီးရဲ့နောက်မှာတော့ဒါစာမွေးနဲ့ရောက်လာပြီးတော့တယောက်တည်းမဖြစ်ချင်တဲ့ဒါစာကစာပြုတ်ဆက်သွယ်လာပါရီတနက်ပြစ်ဖောက်လိုက်တာကြောင့်လေဗန်ကလည်းမှန်ဘလူးနဲ့လှမ်းကျင်နေခဲ့ပြီးဒါစာကတော့စာရေးပြကစတင်ဆက်သွယ်ခဲ့လိုက်ပါရီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်လို့မရဘူးဆိုပေမဲ့ဘယ်သူမှမရှိနေတာကြောင့်နှစ်ယောက်သားစာနဲ့အပြန်လန်စကားပြောပြကြပါရီတယောက်နဲ့တယောက်လက်ဖြောင့်ဆွမ်းနေပြနေတော့မှာပဲကျောင်းနေကြီးတွေကတခုခုတက်လာမှန်းဒါစာအမြင်သွားခဲ့ပါရီလေဗန်ကိုသတိလှမ်းပေးလိုက်ပြီးတော့အောက်ကိုငုံကြည့်လိုက်ချိန်မှာတော့လူပုံစံတရွာတွေကိုမြင်တွေ့လိုက်ရပါရီအရင်လိုပြောပြခဲ့တဲ့တွင်အောင်လူသားတွေဆိုတာတွေဖြစ်ပြီးတော့နိုင်ငံကနေအပေါ်အတွက်တက်လာ ာလို့ပြစ်ချနေရပါတယ်။တရောင်းလူသားတွေကနှစ်ဖက်လုံးကနေတက်လာတာဖြစ်လို့အသေးအံရှင်းထုတ်နေရပါတယ်။စင်ထားတဲ့မိုင်းတွေကြောင့်ရောအလိုလျောက်ပြစ်တဲ့ဆက်တနက်တွေကြောင့်မှဘယ်ကောင်မှတော့အပေါ်ထိရောက်မလာနိုင်ခဲ့ပါဘူး။နောက်နေ့မနေ့မှာတော့ကုံသွားတဲ့ဆက်တနက်ကြည်တန်တွေကိုအစားပြန်ဖြည့်ပေးပြီးမိုင်းတွေကိုလည်းအစ်စ်ပြန်ဆင်ရပါတယ်။မိုင်းတွေပြန်တက်နေတော့မှမောင်းသူမဲ့ဒရုန်းတစ်စင်းကအเจ้าနဲ့ထဲကနေပြန်တက်သွားတာကြောင့်ထူးဆန်းနေရတယ်။ဒီလိုနဲ့ရပ်ပေါင်းများစွာဖြတ်တဲ့အင်းနဲ့ခရစ်စမတ်လေးကိုရောက်လာပြီးတော့လီပိုင်လဲရှိတဲ့မိတီလေးတွေနဲ့တစ်ပင်တစ်ခုပန်ပြီးတော့ Merry Christmas လို့စာရေးပြထားပါတယ်။ဒါအောင်မြင်တဲ့ကြာစာကလည်းသဘောကျသွားပြီးတော့နောက်ပိုင်းမှာတော့နှစ်ယောက်သားက အဆက်အသွယ်ပိုရှိလာကြရင်နှစ်ယောက်တည်းလောက်ပြီးတော့တယောက်နာမည်တယောက် ပေးကအနားမှာရှိသလိုပုံစံလုပ်ခဲ့ကြပါရီ။မန်ဘလုံးနဲ့ကြည်ပြီးတော့ chess လဲထိုးကြသလိုရှိတဲ့အိုးခွက်တွေနဲ့ drum လုပ်ပြီးတော့တီးချပြန်ပါရီ။အပေဖြစ်သူအဆုံးစီရင်မယ်နေမှာတော့ဒါစာလည်းဝန်နေပြီးတော့ငိုကြွေးနေခဲ့ပါရီ။လေပိုင်းကိုအနားမှာရှိစေလိုကြောင်းပြောတော့လေပိုင်းကလည်းချက်ချင်းဆိုလိုပဲဟိုဘက်ကန်ကိုကူးသွားဖို့ပြင်ဆင်ပါရီ။တာဝါမှာရှိနေတဲ့လောင်ချာတဲ့နဲ့ကိုဘုံသီးဖြုတ်ပြီးတော့ကျိုးတက်ကဟိုဘက်ကန်စီလမ်းပြပေးလိုက်ပါရီ။ ဒါစားလည်းပြစ်လိုက်တဲ့ကြိုးသေးချခိုင်မြအောင်ချီပေးလိုက်ပြီးလီပိုင်လာရလွေအောင်လို့ဖန်တီပေးခဲ့ပါရင်နောက်ဆုံးမှာတော့လီပိုင်ကလည်းအရှိတ်တာဝါကိုရောက်လာခဲ့ပြီးတော့ခုလာတဲ့ပန်းလေးတွေပေးကစကြူပါရောညစာစားချိန်မှာတော့နှစ်ယောက်သားတစ်ယောက်အကြောင်းတစ်ယောက်ပြော့ပြေကနှလုံးသားချင်းပိုနီကက်လာကြပါရင် တချင်းလေးဖွင့်ကအတူတူကခုံပြီးတဲ့နောက်မှာတော့ချစ်တင်တော့ကယဉ်နေတူကြပါတော့ရင်နောက်နေ့မနေ့မှာတော့တာဝန်နေရှိသေးရမလို့တပတ်ကန်းစီကျိုးခိုစီပြီးတော့ပြန်သွားခဲ့ရရင်ပြန်နေတော့မှလမ်းတွဲမှာရင်နေရမော်တက်လာတဲ့တွင်အောင်လူသားတကောင်ကြောင့်ကျိုးပြက်ကအเจ้าနဲ့ကြီးတဲ့ကိုပြုတ်ကြသွားပါတော့ရင်လေတီဖွင့်လိုက်လို့မသိဘူးဆိုတာသိပေမဲ့စိတ်ပူတဲ့ဒါစာကလည်းလိုအပ်တာတွေအများယူပြီးတော့เจ้าနဲ့ကြီးတဲ့လိုက်ခုံစင်းသွားပါရင်ဒါစာကမြစ်တစ်ခုထဲကြာသွားတာကြောင့်တော်တော်တိုင်ပတ်သွားခဲ့ပေမဲ့ခေတုမဟုတ်တာကြောင့်အသက်ရှင်နိုင်ခဲ့ပါရင်လေပိုင်ကတော့အစ်ပင်တစ်ခုပေါ်မှာတွေလောင်းသတိမိနေကောင်ကင်မီကောက်ကြီးတကောင်ရဲ့အစာဖြစ်ပါတော့မင်းချိန်ခိုက်ဆိုလို့ပဲလေပိုင်ပြန်လဲသတိရလာလို့ကင်ကြီးက ကိုတိုက်ခိုက်နိုင်ခဲ့ပြီးတော့တစ်ပင်အောက်ကိုပြုတ်ကြတာအစေးရင်နဲ့ကတ်နေခဲ့ပါရင်ကန်ဆိုးကျင်တော့အစေးရကအရန်ကတ်နေတဲ့ပြင်တစ်ပင်ကလည်းအသာအစားတဲ့တစ်ပင်ဖြစ်နေပါရင်လေးပိုက်ခမရနဲ့သမီးထောင်ကျောက်တစ်ပင်တွေကိုရင်ကောင်လေးလိုဖြစ်နေပြီးတော့တစ်ပင်ကြီးရဲ့ဝါမျိုးချင်းကိုခံရတော့မှဖြစ်ပါရင်ဒါစာရောက်လာပြီးတော့ကေတင်လိုက်နိုင်ပေမဲ့တိတ်မကြခင်မှာပဲကုအောင်လူသားတွေရောက်လာလို့တိုက်ခတ်ရပြန်ပါရင်ဒီကောက်ရောက်လာတဲ့ကုအောင်လူသားတွေကမြင်းနေနေပါဖြစ်နေလို့အတော်ကိုရှင်းယူလိုက်ရပါရင် ကိစ္စတွေပြီးသွားလို့ကုအောင်လူသားတွေကိုတရားကြည့်တော့မှတတားဟောင်းနေဖြစ်လို့နေပါရင်ကျောင်းနဲ့ကြီးကိုရှင်လင်းမှုဆဲလုခံရရတဲ့အမြင့်စစ်တီတွေဖြစ်နေလို့ပုံမအံ့ဩသွားပြီးတော့နားမလည်နိုင်ဖြစ်နေရပါရင်အပေါ်ပြန်တက်ဖို့ကလည်းနိုင်ရတက်ဆက်ကရေစီနဲ့တူမြော့ပွားသွားခဲ့ပါပြီ။ဒါကြောင့်မလို့ကျောင်းနဲ့ကြီးတွေကိုပဲဆက်ပြီးတော့ဆင်းသွားခဲ့ရတာလူသားအယိုးစုများစွာကိုမြင်ခဲ့ရပါရင်ဒါပြင်မြို့ပြကြီးတို့ကိုလည်းမြင်တွေ့ခဲ့ရတာကြောင့်ထူးဆန်းနေပြီးတော့ငလင်းကျောင်းဖြစ်ပေါ်နေတဲ့အမြင့်အကွဲကျောင်းကိုလည်းတွေ့ခဲ့ရပါရင် ကိုအောင်လူသားရဲ့အတန်းကြာရာကြောင့်အနီနာကဘုရားကျောင်းတစ်ခုထဲဝင်ပြီးတော့ပုံနေလိုက်ပါရီဘုရားကျောင်းထဲမှာတော့အစိတ်တောက်တေးကြတဲ့အလောင်းတွေကိုတွေ့ရတာကြောင့်တရားထက်ဆိုးရတဲ့ကိစ္စတခုခုဖြစ်ခဲ့မှရိတ်စားမိသွားပါရီဒီချိန်မှာပဲလူယိုကောင်းတဲ့ပင့်ကူတွေပေါ်လာလို့တိုက်ခိုက်ရပြန်ပြီးတော့တိုင်ပတ်နေစီမှာပဲကိုအောင်လူသားတွေရောက်လာပြန်ပါရီဒါကြောင့်မလို့လီဗိုင်တို့နှစ်ယောက်လည်းပင့်ကူတွေကိုရောကိုအောင်လူသားတွေကိုပါအသေးအတန်ကိုတိုက်ခိုက်နေရပါရီ ဘလုံးမမနိုင်တော့မှန်းတီးပြီးတော့ပုံခွဲလိုက်ရပြီးဒီတော့မှသာလွမြောက်လာခဲ့ပါရင်နောက်ကြတဲ့ခြေတော့တစ်ဆက်ပေါင်းဆိုပြီးပြေကျော့အောင်ပြေးရင်တော့ဂုဏန်နဲ့တွဲဆောက်ထားတဲ့စကန်ဟောင်းဒီကိုပြေရောက်လာပါရင်ဒီစကန်ကြီးကတော့စစ်တပ်စကန်ဟောင်းကြီးဖြစ်ပြီးတော့နေရာတကာမှာလည်းတစ်ပင်တစ်ကိုင်းနေနဲ့ပြည့်နှက်နေပါရင်တိတ်ပိုင်ချောင်ဝဲဆောင်နဲ့ဂူအောင်လူသားရိုးစုတွေကိုမြင်တွေ့ရတာကြောင့်တစ်ချေစိတ်ကပူပူတိုးလာခဲ့ပါရင်စကမ်းမှာတုံးတဲ့အရန်မီဇက်ကအားရှိသေးတာကြောင့်စကမ်းကိုပြန်လဲလက်ပတ်နိုင်ခဲ့ပြီးမှတ်တမ်းတိုက်ခွေတွေကိုပြန်ဖွင့်ကြည့်နိုင်ခဲ့ပါရင် ီနီယာကြီးကဒုတိယကမ္ဘာစစ်အတွင်းမှာလျှော့ဝှက်တည်ဆောက်ခဲ့တဲ့အစမ်းသက်ခံကြီးတစ်ခုဖြစ်ပါရင်နျူကလ িয়ার ပုံကိုစမ်းသက်တည်ထွင်ခဲ့တဲ့အော်ပန်ဟိုင်းမာရုံရဲ့အပြိုင်ဒီကပညာရှင်တွေကလည်းဇီဝလက်နက်တမျိုးကိုတည်ထွင်နေကြတာပါဒါမဲ့ကံမကောင်းအကြောင်းမလှချင်တော့အင်အားပြင်းကလေးရင်လှုပ်ခတ်ခဲ့တာကြောင့်စမ်းသက်ခံပျက်စီးသွားပြီးတော့တန်ငွေရုပ်ဆိုင်မှုဖြစ်သွားပါတော့ရင်ဇီဝလက်နက်စမ်းသက်နေတာဖြစ်လို့ထွက်လာတဲ့တန်ငွေတွေကသက်ရှိမျိုးစိတ်တွေရဲ့ DNA တွေကိုကမောက်ကမဖြစ်သွားစေပါရင်အကျိုးဆက်ကတော့ဒီကြောက်ကြီးထဲမှာရှိနေတဲ့သက်ရှိမျိုးစိတ်တွေဖြစ်တဲ့လူတစ်ပင်နေတဲ့အင်းဆက်ပိုးမွားတွေကအကုန်ရောဆက်ကုန်ပါရင်အဲ့လိုကြောင့်မဲ့ကုအောင်လူသားလို့ခေါ်တဲ့တစ်ပင်တစ်ပိုင်းလူသားတစ်ပိုင်းအကောင်နေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါရင်ဒါမဲ့လည်းသိပ္ပံပညာရှင်တွေကစံတက္ကဏနေရာကိုရွေးကြတဲ့ကဘီဝါကြကြနေရာကိုရွေးချယ်ခဲ့တာဖြစ်လို့ဒီစိတ်ငွေတွေကအပြင်ကိုတော့မထွက်သွားခဲ့ပါဘူးဒီကြောင်းနဲ့ကြည့်တဲ့မှာပဲငရေကန်းလို့ဖြစ်သွားကလူတွေအကုန်တေဆုံးကုန်ရတာပါစံတက္ကဏနေမှာခင်မီကွန်ပျူတာတွေကိုတွေ့ရတာကြောင့်ဒီ project ကိုဆက်ပြီးလုပ်နေရဆိုတာသိသွားကြပါရင်ပေါကလစ်ကကုမ္ပဏီတစ်ခုကအစိုးရနဲ့ပူးပေါင်းပြီးတော့ဒီဇီဝဗီဒါလက်နက်ကိုတုံးကစူပါစစ်သားတွေဖန်တီးချင်နေတာဖြစ်ပါရင် တို့တွေ့လိုက်ရတဲ့ drone ကလည်းနမူနာတွေလာယူနေတာဖြစ်ပြီးတော့ဒါကြောင့်မလို့ဒီကျောင်းနယ်ကြီးကို separate ထိန်းသိမ်းထားတာလည်းဖြစ်ပါရည်။ကိစ္စတွေကုန်ပြီးသွားရင်တော့ကျောင်းနယ်ကြီးကိုဖျက်ဆီးပစ်ဖို့ nuclear ပုံနဲ့အစင်းသင်ထားရှိတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါရည်။ ဂျဲမှာကြာကြာနေထိုင်ရင်တော့အစိမ့်ငွေတွေကြောင့်သူတို့ရောဟာကူးစက်နိုင်ပြီးတော့ဒါအုပ်တီးပြီးတော့အမြန်ထွက်သွားဖို့လှုပ်ကြပါရီစကန်းပြင်ကိုရောက်တော့အတင်းဆောင်နေတဲ့ကုအောင်လူသားကဒါဆာကိုဖမ်းခေါ်သွားပါရီဒါဆာလည်းစွမ်းကုန်ပြန်လဲခုခံမိမိတောက်တုံးနဲ့ဆောင်းမိသွားတာကြောင့်တတိလစ်သွားခဲ့ပါရီလီပိုင်ကလည်းနောက်ကလိုက်သွားခဲ့ပြီးတော့နျူကလ িয়ার ထားတဲ့နေရာစီကိုရောက်လာပါရီတပတ်မှာဒါဆာကတော့ကုအောင်လူသားကြီးနဲ့တိုက်ခိုက်နေရပြီးတော့မတိအောင်ကိုမနေရုံကန်နေရပါရီလီပိုင်ချင်းမီရောက်လာတာကိုဒါဆာကကြိုပြီးတိုက်ခိုက်ထားတာဒီကြောင့်မှကုအောင်လူသားကိုအနိုင်ရရှိခဲ့ပါရီ ကိုအောင်လူသားရဲ့ဝိစံကိုကြည်လိုက်တော့မှတဝါကြီးမှာပထမဆုံးဆောင်ခဲ့တဲ့အဆောင်တက်တာမှန်တီကေရပါတယ်။အချိန်မရှိတာကြောင့်စကန်ထဲမှာရှိနေတဲ့ဂျက်ကောက်ကိုယူပြီးတော့အပြင်းပြင်းထွက်လာကပြတ်သွားတဲ့ကျိုးစာကိုလိုက်ရှာခဲ့ပါတယ်။ကျိုးကိုတီးတာနဲ့ဂျက်ကားရဲ့ရှီကန်ကတွေ့တက်တဲ့ဆက်မှာအခိုင်အခန့်ချိလိုက်ပြီးတော့နယံမော်ကိုစတင်တက်ပါရီဂျက်ကားတွေကနယံမော်ကိုအခုလိုတက်နိုင်မှုပြင်ဆင်ထားတာဖြစ်လို့အဆင်ပြေပြီမေ။နောက်ကနေကိုအောင်လူသားတွေလိုက်လာလို့တိုက်ခိုက်ရပြန်ပါတယ်။ အတော်လေးကိုယုံကန်လိုက်ရပြီးတော့လီပိုင်ကလည်းခြေတော့ထိသွားပြီမြေအပေါ်ထိတော့ရောက်လိုက်နေပါရီ။နိုင်ပိုင်းလောက်ပဲကျောင်းနဲ့ထဲမှာရှိကြတာဖြစ်လို့ယောဂမကူးနိုင်မို့တော့မျောလင်းရပါရီ။နှစ်ယောက်သားအမှန်တရားတွေကိုသိရပြီမလို့အတူတူထွက်ပြေးဖို့အဆုံးပြတ်ကပလန်ဆွဲလိုက်ကြပါရီ။တရင်ပူရမယ့်တာဝန်ရှိနေသေးလို့အရင်ဆုံးတစ်ဖက်တာဝါစီကိုပြန်လိုက်ရပြီးတော့လုံနေကြတာဝန်တွေကိုပါဆက်လုပ်လိုက်ပါရီ။တရင်ပေါ်ချိန်မှာတော့ပုံမှန်တိုင်းမဟုတ်တော့ပြီ။ဒေါက်တင်များအထိပါဆက်သွယ်လာခဲ့ပါရီ။ကျောင်းနဲ့ထဲကကွန်ပျူတာထပွင့်သွားလို့ဖြစ်တာကြောင့်ဆက်သွယ်လာတာဖြစ်ပြီးတော့လီပိုင်ကိုဆင်းခဲ့သေးလားလို့မေးမြန်းခဲ့ပါရီ။မဆင်းခဲ့ဘူးလို့ဖြစ်တော့တစ်ဖက်တာဝါအဆောင်ဖြစ်ရမယ်လို့ပြောကဒါကတော့ အစုံစီရင်ခိုင်ပါတယ်။လီပန်ကတာဝန်တိုင်းလုပ်ပါမယ်လို့ပြောမှဖုံးချသွားပါတယ်။တကယ်တော့ကွန်ပျူတာကိုဖွင့်ကြတဲ့ကအမတန်ကသူ့လိုလိုတင်ထတာဖြစ်လို့ဒေါ်တင်များတို့ကသူတို့နှစ်ယောက်မှအကုန်လုံးတည်ထားပြီးသားဖြစ်ပါတယ်။လီပန်တစ္ဆာဖောက်ပြီးမှန်းဒီလိုနောက်နေမှလိုက်သွားဖို့အစီအစဉ်ထားလိုက်ပါတယ်။လီပန်တို့ကတော့တာဝန်မတည်ပေနဲ့သူတို့လုပ်နေကြတိုင်းတာဝန်တွေကိုလှုပ်ဆောင်နေခဲ့ပါတယ်။ရဟယင်းတွေရောက်လာတဲ့အခါမှာတော့တာဝါပေါ်မှာရှိမနေတာကြောင့်ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ဒေါ်တင်များတို့ကတော့ drone တွေလွှတ်ပြီးတော့လိုက်ဖမ်းနေလို့နှစ်ယောက်သားရအောင်ထွက်ပြေးပြီးတော့ drone တွေကိုပြန်ပစ်ချခဲ့ကြပါတယ်။ တို့စီစဉ်ထားတဲ့နေရာကိုရောက်တာနဲ့စနိုက်ပါကိုဒီနဲ့ထောင်ထားခဲ့တဲ့ပုံတွေကိုပြစ်ခွဲလိုက်ပါတယ်။တကယ်တော့လီပိုင်တို့ကတာဝန်တွေလုပ်နေတာမဟုတ်ဘဲဂျာကဘာတချောင်းမှာပုံတွေစင်ထားခဲ့တာပါ။တခုပေါက်ခွဲတာနဲ့ဂျန်တဲ့နေရာရဲ့အကုန်လုံးအစင်စင်ပေါက်ခွဲတော့မှာလို့ဂျိုရူကိုဖုံးကွယ်ထားတဲ့စနစ်တွေရောအလိုလျောက်ဆက်တဲ့တွေပါအကုန်လုံးပျက်စီးကုန်ပါတယ်။ခုခံစနစ်အလုံးပျက်စီးသွားပြီမလို့အလိုလျောက်ပျက်စီးရဲ့စနစ်ကပွင့်သွားပြီးတော့နျူကလ িয়ার ပုံကြီးပေါက်ခွဲပါတယ်။ဒေါ်တင်များတို့ကလည်းချက်ချင်းထွက်ပြေးပြီးမြောက်ကြသွားခဲ့ကပေါက်ခွဲမှုတွေမှာပါဝင်သွားခဲ့ပါတယ်။တွက်ချက်ထားတဲ့အတိုင်းဒါစာကတော့လွတ်သွားပြီးမြေလီပိုင်ကတော့ခြေထောက်ထံရာကြောင့်မပြေးနိုင်တော့ဘဲနဲ့ပေါက်ခွဲမှုနဲ့အတူချောင်း နဲ့ကြာသွားခဲ့ပါရင်ကြိုတင်ချိန်ဆိုထားတဲ့နေရာမှာဒါစာကစောင့်နေခဲ့ပေမဲ့လီပိုင်ကတော့ပုံမလာခဲ့ပါဘူး။ကျောကကိုမကူစောင့်ကြည့်ရမယ်၅ရက်တာပြေးသွားခြင်းမှာတော့ဒါစာကကိုရဲကနေထွက်လာခဲ့ပါရင်အပြင်လောကမှာတွေ့မယ်လို့ချိန်ထားတဲ့နေရာကိုပါဒါစာကသွားပြီးတော့စောင့်ခဲ့ပေမဲ့လီပိုင်ကတော့ရောက်မလာနိုင်ခဲ့ပါဘူး။အဲဒါကြောင့်မလို့ဂရီပေးထားတဲ့အချိန်ဒါစာကကန်းကြီးတစ်ခုရဲ့ပေးမှာစားတောက်ဆိုင်လေးဖွင့်ပြီးတော့ဆံမြုပ်နေထိုင်သွားခဲ့ပါရင်ဇလန်လေးပြေးသွားပြီလို့ထင်လိုက်ပေမဲ့လီပိုင်ကပြန်ပေါ်လာခဲ့ပြီးတော့ခြေထောက်တန်ရာကြောင့်သာချိန်ထားတဲ့နေရာတွေကိုရောက်မလာနိုင်ခဲ့တာဖြစ်ပါရင်နောက်ဆုံးမှာတော့လီပိုင်နဲ့ဒါစာတို့ချစ်သူနှစ်ဦးကလည်းပေါင်းဆက်သွားနိုင်ခဲ့ပြီးဇလန်လေးကပျော်ရွှင်မှုနဲ့ နဲ့အတူဆုံးသက်သွားခဲ့ပါရင်2025ခုနှစ်ထဲမှာထွက်လာတဲ့ဇာတ်ကားအဖြစ်ဖြစ်တဲ့ပြီးအချစ်ဟော်ရာအရှင်ရတပေါင်းစုံပါဝင်တာမှုနှစ်ကားကြီးတဲ့ဇာတ်ကားတွေမှာပါဝင်ပါရမြောင်း